နေသလိုအဝေးမမီတော့မျက်ရည်ဝဲနေတော်တော်ထိတ်သိမ့်ရတယ်ပေါ့အန်တီတို့ခေတုံးကတော့ဒီခစ်နဲ့လည်းမတူဘူးပေါ့ဒါပေမဲ့ဒီခစ်ကလေးလည်းကောင်းကြပါတယ်ဒါပေမဲ့အနှစ်နဲ့အကာနဲ့တော့ကွာတာပေါ့သမီးရင်နော်ဖာကမေးတော့ဗျာတခင်မကိုဘုဘက်ကတောင်းသမားကူကီတက်နေရွှေလက်ဆက်ပေးမယ်တဲ့ဟဲ့ခါလေးကမလို့ကျင်ဘူးလားဖေကလူကျင်တာပေါ့ခေအခုအရေကရှုပ်တယ်ရှင်းတယ် တကယ်အနှစ်ကမရှိဘူးတောင်းနေပြီးဇောင်းတန်းပြောပေါ်တဲ့ခေဖြစ်နေတကယ်အနှစ်တည်းနောက်ကိုဆုံးနေတာအကုန်လုံးတကယ်တက်တဲ့ဟာတွေကတကယ်တိတဲ့ဟာတွေကအသိပညာနဲ့ယူလာတဲ့ဟာတွေကနောက်ကိုရောက်ပြီးတော့တကယ်အဲ့လိုဆိုတတ်ယုံပြောတတ်ယုံလင်းနေပဲဆိုတတ်ယုံပြီးပြောတတ်အောင်လည်းမရအောင်အဲ့လိုလေးတွေတော့ကြွားချတာပေါ့အန်ဒီတို့ကလည်းတော့ခဲနေတာပေါ့လိုက်စားတာတော်တော်ပင်မပါတယ်ပင်မပါတယ်တအားခက်ခဲတော့လေရောက်လာမှတောင်းကန်းဆို ဖះကိုလျှောက်တာပါဠိနဲ့လျှောက်ရတာဒီလိုလျှောက်ရတာမဟုတ်ဘူးအဲ့ပါဠိကိုသုံးလာတီတီကျက်ရတယ်ဟိုရင်ရှေ့ကဒီတာရဖို့အန်ဒီကတော့အန်ဒီ16နှစ်သမီးမှာအန်ဒီကိုဖဖေကဘုတ်တော်ဝင်လေရာဟုလာမှုတောင်းလာဇတ်တော်ကြီးကိုအန်ဒီကိုပေးကတယ်ဟုတ်ရတော်ရေကနေအခုသူတည်စုတကြောင်မှုဆိုရင် အဲ့ဒီ FN လာတာပဲလေအဲအဲ့လို16နှစ်သမီးမှာအန်ဒီအဲ့ဒီနောက်ပိုင်းပညာကိုအဲရောက်လာမှုတောင်းကမှရတော်ရားနေကားတယ်ပါဠိပတ်သားတွေနဲ့ပေါ့နော်ဘုဒ္ဓဘုံကို16နှစ်နဲ့ကြော်ကြော်လောက်မှာ16 20လောက်မှာဦးလေးပွားမောင်တန်းဝင်းနဲ့ဝိညာဉ်တန်လေးရုပ်ရှင်啊သူနဲ့သူရဲ့ရုပ်ရှင်ခေါင်းဆောင်မင်းသမီးရိုက်ရတာဒါပေမဲ့ကိုကဇက်လုံနေတော့လေးဆက်မရိုက်တော့ဘူးလေဖေဖေနဲ့ပဲတူတူ တော်တော်ထိတ်သိမ့်ရတယ်ပေါ့အန်တီတို့ခေတုံးကတော့ဒီခစ်နဲ့လည်းမတူဘူးပေါ့ဒါပေမဲ့ဒီခစ်ကလေးကြီးလည်းကောင်းကြပါရဲ့ဒါပေမဲ့အနှစ်နဲ့အကာနဲ့တော့ကွာတာပေါ့သမီးရေနော်ဘာပဲဖြစ်ဖြစ်အခုကဆိုလို့ဆိုတတ်တာမဟုတ်ဘူးဆိုလို့ရတာ ဆိုလိုရရင်မင်းသမီးဖြစ်တယ်ယုတ်ကလေးချောရင်မင်းသမီးဖြစ်တယ်ဆိုလိုရရင်ဆိုတော်ဖြစ်တယ်အန်တီတို့ခေတော်ရလို့မို့ဆိုလိုရတိုင်းဆိုတော်မဖြစ်ဘူးဆိုတတ်မှဆိုတော့လူတိုင်းဆိုတတ်တာပဲရက်သူရသားတယ်ဟုတ်တယ်မလားဆိုတတ်မှကတ်တယ်ကတ်ုံနဲ့လည်းမင်းသမီးမဖြစ်ဘူးကတ်တယ်မှအချိုးအစ်စ်နော်အဲ့လိုပေါ့နည်းနည်းတော့ခင်းနေတာပေါ့အန်တီတို့ခေတ်ကတော့ခင်းရင်မိမဲ့အမှုပညာတမှာနဲတယ်နဲတော့ဦးနင်းပြတာပေါ့လမ်းလျှောက်ရတာနည်းနည်းရှင်းတာပေါ့ အခုအရေကရှုပ်တယ်ရှင်းတယ်တကယ်အနှစ်ကမရှိဘူးဘူတော့နေပြီးဇောင်းနှမ်းပြောပေါ်တဲ့ခေဖြစ်နေတကယ်အနှစ်တည်းနောက်ကိုဆုံးနေအခုလုံးတကယ်တတ်တဲ့ဟာတွေကတကယ်သိတဲ့ဟာတွေကအသိပညာနဲ့ယူလာတဲ့ဟာတွေကနောက်ကိုရောက်ပြီးတော့တကယ်အဲ့လိုဆိုတတ်ယုံပြောတတ်ယုံလင်းနေပဲဆိုတတ်ယုံပြောတတ်လည်းမရအောင်အဲ့လိုလေးတွေတော့ကြွားချတာပေါ့အန်တီတို့လည်းတော့ခဲနေတာပေါ့လိုက်စားတာတော်တော်ပင်မပါတယ် ပြန်မှပါတယ်သူကတအားခက်ခဲတော့လေရာဟုလာမွေတောင်းလမ်းဆိုဖះရကိုရှောက်တာပါဠိနဲ့ရှောက်ရတာဒီလိုရှောက်ရအောင်အဲ့ပါဠိကိုသုံးလတီတီကျက်ရတယ်ရွရွဆိုရင်တော့ရတာပေါ့တော့ပါဠိကိုဖေဖေကအတန်ထဲ့ထားတာလေနားထောင်လို့ကောင်းအောင်လေနားထောင်လို့ကောင်းအောင်ဒင်ပစစ်လည်းဖြစ်ရမယ်နားထောင်လို့ကောင်းပြီဒါမဲ့တိကဖွဲ့တာပေါ့အထာကတာတိကရှိတယ်လေအဲ့ဒါမှဖွဲ့ထားတဲ့ဟာကိုပဲပြပြင်းရမယ်ပြပြင်းဘလူးပြပြင်းလဲဆိုတော့ ဟုတ်လဲဟုတ်ရမယ်လေမမမကန်နေတော့ပြောနေလို့မရဘူးလေသူဟုတ်ကိုဟုတ်ရမယ်ဒီလိုရတော်ရာဒီလိုရှောက်တယ်ဖះဘလို့လုတ်တယ်ဘလို့ပုံစံဆိုတာဒါအစတင်အန်တီအဲ့ဒီပါဠိကိုသုံးလာတီတီသင်ယူရပါတယ်မျက်လုံးလေးကမျက်ရည်ကသွေးလိုပဲရဲပြီးထွက်လာအော်ဝါလင်းဆိုဝါလုံးအော်အလုံးသူကနှစ်ပေါက်ပြားပြီးအော်ခိုင်းတာဖေဖေကငယ်တော့အော်နိုင်တယ်ခုတော့အဲ့ဒီအတန်ပဲအော်နိုင်မလဲအသက်80ကျော်ပြီလေခုက16နှစ်လောက်အတန်သေးသေးလေးနဲ့ ဟုတ်လားအဲ့စာတွေလည်းအတန်သွင်းတော့မြမအတန်သွင်းတော့အလွတ်ဆုံနိုင်တယ်အဲ့လိုဒီကြဲ့ရင်လည်းချက်ချင်းရတယ်အဲ့အဲ့လိုတွေပေါ့နော်ကိုပိုင်ကားရှိပေမဲ့လည်းသွားလို့မရဘူးဂျောင်းညူဂျောင်းကြဇက်ကရုပ်ရှင်လို့မဟုတ်ဘူးလေဂျောင်းညူဂျောင်းကြတွေသွားရတာဆိုတော့အဲ့လိုအဲ့လိုတွေဒီပေါ့အဲ့လိုတင်းញိုင်းကုန်ရတာကျတော့တခါလေးကျတော့တကယ်အဖြစ်ဖြစ်ပါပဲတင်းញိုင်းကုန်မဲ့ပေါလောင်းပြင်မနာပေါလောင်းမှာသတ္တမတွေဖေဖေကတော့တန်ငါးစင်ပေါ်မှာအိတ်တယ် တို့ငွေတဲ့အားလုံးအောက်မှာအိတ်တာဒါတကယ်ဖြစ်ဖြစ်ပဲတကယ်ကြုံတွေ့ရတာဖြစ်တော့ဒီပရလောကသားတွေသူတို့မနေနိုင်တော့သတမဥက္ကမရလေဒုတိယကြောင့်လေအဲ့ဒါဖေဖေကိုသွားနှိုးတာလေအဘဘထားပါကျွန်တော်တို့နေစရာမရှိတော့ဘူးဆိုတော့ညာကြီးတကောင်ကြီးထားပြီးတကောင်ကြီးကဘယ်နိုင်နှစ်ချက်ခွဲသုံးနိုင်ထားပြီးဖရားတက်ပြေးရတာဖရားတက်အဘကျွန်တော်တို့ဘယ်မှာနေမလဲတဲ့အဘတို့ဒူဒီပဲတဲ့အဲ့ဒါဒီကတော့ဇတမတဲ့မောပြီးခလေးဆိုမောပြီးအိတ်တာပေါ့ ဖေဖေကတော့လူကြီးဆိုတော့အဲဒီကဖေဖေက90လောက်ရှိပြီပေါ့တကယ်ဖြစ်ဖြစ်အဲ့လိုကြမ်းတမ်းတာလေးပေါ့ထားကြထားဆိုဘာမှမသိဘူးဒါအေးလေးဒီလေးလေးဆိုကြောက်ကြောက်ယူနေတော့ခါတက်ပြီးတော့ခါအဲ့ဒီဖရားတဲ့သွားအိပ်ရတယ်အဲ့လိုအဲ့ဒါပေါ့လာဟိုနေနေပါလေအဲ့လိုအဲ့လိုကြမ်းတမ်းနေတာပေါ့တင်းချမ်းကိုအိပ်တော်လဲအခုလောလောဆယ်ချထားတဲ့ဟာလဲမသိဘူးနံပါတ်နံပါတ်ဆိုတော့ အေးမနေ့ကမှအတုပါချတာတို့ကလင်းထိုင်ငါးတိုင်းတွေမှာတွေ့တယ်ဖျားတွေကင်မရာပုတ်စော်ရနေဖျားတွေရေးတွေဆေးရအဲ့အဲ့လေခက်ခဲတွေပေါ့အဲ့ဒါတွေပေါ့အဲ့ဒါတွေနောက်ပြီးလေမုန်တိုင်းတိုက်တာတွေပါတယ်အဲကိုကြည်လင်းနဲ့တွားကတော့လဲလေပဲလေမုန်တိုင်းတိုက်လဲတော့ယုံကြီးပါပြိုကျတယ်ကြောက်ပြင်းနေရစားအကုန်လုံးလွင့်ကုန်ပြီတစ်တာတွေပါအကုန်လုံးမျိုးကုန်အဲ့ဒါတွေကအခက်ခဲတွေပဲလေကိုဇက်ကုံမောကတော့ကိုကျွမ်းကျင်တဲ့ဟာဆိုတော့အခက်ခဲဆိုတာတော့မရှိဘူး အဲ့ဒီလူကျန်းနန်တို့ကျန်းနန်နဲ့ခီးလန်းပေါ့အနုပညာသမားရဲ့ကျန်းနန်နဲ့ခီးလန်းအဲ့ဒါလေးတွေပေါ့လူလူရှိတယ်။သမင်းငတ်ချင်လည်းငတ်မယ်ပေါ့သမီးရဲ့အဲ့လိုလေးပေါ့။မင်းပြောနေတာပြီးလဲပြီးသွားပြန်ဟီးဟာနဲ့ဘာမှလည်းမသိဘူး။အေးအရာကြီးပြီးသွားရေဟုတ်တယ်ဟေးအမလီတော်သေးတာပေါ့မိုးကလည်းပြတ်သွားလေတော်သေးတာပေါ့ဟီဟာနဲ့လေအဲ့လိုပဲလေအဖေကလည်းလူကြီးတယ်ဆိုတော့နင်တို့ အလိုက်ကန်းဆိုမသိတဲ့ဟာတွေအဲ့လိုသဘောမျိုးပေါ့ဒါမှကိုကငေးတယ်လေ16 18ဆိုတာဒုခစ်တုံးကတော့ပြောရရင်အပြိုတောင်တိတ်ဖြစ်သေးတာမှမဟုတ်ဘူးကလေးပဲအဲကလေးပဲလေအဲလေစက္ကွန်78ဆိုတာအဲ့လိုလေခုခေတ်မှာ73နှစ်နဲ့ပြုဖြစ်ကြတာလေအဲအဲ့အဲ့အဲ့လေးတွေကွာကွာတာပေါ့သူ့ဘာသူကာလန်ဒေတာတွေရွေ့လေရသွားတာပေါ့အဲ့လိုလေပေါ့ပါခမီးတို့ဗျာတခင်မကိုဘုဘက်ကတောင်းသမားကူကီပြနေရွှေလက်ဆက်ပေးမယ်ဟဲ့ဒီမှာပြမလို့ကျင်မှုလားဖေဟာ လူချင်းတာပေါ့ဟဲ့ကို generation မလောက်ကြဘူးလေဝါသနာမပါကြတာမြဲဘာလို့ခက်ကလူရင်းနော်ဘာလို့လဲဆိုတော့ကိုကချင်းမိမယ်ထကလို့ရတာမှမဟုတ်ပဲဆိုချင်းနေမယ်လက်ထဆိုလို့ရတာမှမဟုတ်ပဲသူကာလန်ဒေတန်လေးပေါ့ကာလန်ဒေတန်အကန်ဆိုရဲသူကစကပုံရှိပြီးသားလေသူကာလနဲ့သူဒေတာနဲ့အဲ့လိုလှူစားနေတဲ့သဘောပဲပေါ့ဒါပဲပေါ့အဲ့လိုပေါ့